ရွှေတွေကဘာကြောင့်ဒီလောက်ထိဈေးကြီးနေတာလဲရွှေကလူတိုင်းတံမိုးထားကြတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်စီးစင်ချမ်းသာတွေရဲ့အတိတ်နဲ့မှာရွှေကထိတ်ဆုံးကနေပါဝင်ပါတယ်တချို့ဆိုရင်ရွှေကိုလက်ဝဲယတနာအနေနဲ့မဟုတ်ပေနဲ့သူတို့ရဲ့ပိုင်ဆိုင်မှုတွေမှာတော့ထည့်သွင်းတတ်ဆင်ကြပါတယ်တံမိုးကြီးစမတ်ဖုန်းတွေတံမိုးကြီးစင်ကန်ကားတွေတော့မှရွှေတွေကတ်ထားကြတဲ့အထိရွှေကိုယူသွတ်ကြတဲ့သူတွေလည်းရှိပါတယ်တချို့ဆိုရင်အမဲသားခင်တွေရေကဲမုတ်တွေမှာတော့ရွှေဆိုင်ကပ်ပြီးတော့ရောင်းချကြလိမ့်ရှိပါတယ်ဒါပေမဲ့ရွှေကတခြားသောတွင်းထွက်ပစ္စည်းတွေထက်အများကြီးပိုပြီးဈေးကြီးပါတယ် ရွှေကဘာဖြစ်လို့ဒီလောက်ထိဈေးကြီးတာလဲဒီနေ့ဗီဒီယိုမှာတော့ဒီအကြောင်းအရာကိုတက်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိတည်တူကြည့်ရှုပေးပါဦးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ page ကနေခုလိုမျိုးကဘာတလကထူးခြားစံပြတွေစိတ်ဝင်စားပွဲအကြောင်းအရာတွေကိုပုံမှန်တက်ဆက်ပေးနေတာဖြစ်လို့ခန်းစားလေးလားကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ ကျွန်တော်တို့ရဲ့ page ကို like and follow ပြုလုပ်ထားကြဖို့လိုမယ်ဆိုတဲ့အကြောင်းသတင်းစကားပါလိုက်ပါတယ်။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုပြန်ဆက်ကြည့်အောင်ပါ။လွန်ခဲ့တဲ့နေပေါင်း3.6ဘီလီယံလောက်တုန်းကကမ္ဘာပေါ်ကိုပြတ်ချခဲ့တဲ့ neutron ကြေကြီးနှစ်စင်းမှာရွှေအက်တန်နေပေါင်းစပ်ပါဝင်နေတာကတဆင့်ကမ္ဘာပေါ်ကိုရွှေစတင်ရောက်ရှိခဲ့တယ်လို့ပညာရှင်တွေကယူဆထားပါတယ်။နေတံပေါင်းများစွာကြာမြင့်လာတဲ့ချိန်မှာကဘာမင်းရဲ့ပွပွဆူနေတဲ့ဦးတန်းတွေကရွှေတုံးတွေကိုကဘာပေါ်ရန်လာသည်တွန်းပို့ခဲ့ကြပါတယ်။ရွှေတုံးစားတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀၀လောက်က ဖလီယိုလီတိလိုင်ကိုမှစတင်တွေ့ရှိခဲ့ပါတယ်။ဒါကလူသားနဲ့ရွှေတို့ပထမဆုံးထိတွေ့မှုဖြစ်နေထင်ရှားပါတယ်။ရွှေဆိုရာလုံရှားပါတဲ့တက်တူမျိုးပါ။ရွှေကအလွန်ပြော့ပြောင်းတဲ့ဂုဏ်သက်တည်းရှိပြီးမပြိုးမပြတ်ပဲနဲ့အလွယ်တကူပုံပြောင်းနိုင်ပါတယ်။တခြားတက်တူတွေနဲ့လုံးဝကွဲပြားနေတာကရွှေရဲ့တောက်ပတဲ့အဝါရံအသွင်ပြင်းပါပဲ။ဒီရဲ့ချက်ကရွှေကိုကဘာပေါ်မှာလူသုံးများစီတဲ့အဓိကချက်ဖြစ်ပါတယ်။ရွှေက AU နဲ့အနုမြေနံပါတ်69ပါရှိတဲ့ dress တွေတစ်ခုဖြစ်ပြီးတော့အသက်ဆင်သောသော dress တွေတဲ့ပါ။ အသက်ဆင်ဆုံးလို့တော့မပြောလို့ရပါဘူး။ရွှေကားလျက်စစ်တက်ကိုစီစဉ်တည်ဆောင်နိုင်ပါတယ်။နောက်ပြီးတော့ရွှေရဲ့ထူးခြားတဲ့ဂုဏ်သက်တွေကဆွေးမြေ့ခြင်း၊ပျက်စီးခြင်းလုံးဝမရှိတော့ပါဘူး။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ရှေးအီဂျစ်လူမျိုးတွေဟာရွှေပေါ်မှာဆွဲလန်းလာခဲ့ပါတယ်။ရွှေကငွေကြီးဖြစ်နေလေအသုံးပြုသလိုဘီရင်ကြီးတွေရဲ့ခေါင်းတလားတွေကိုလည်းရွှေနဲ့မြုပ်နှံကြပါတယ်။ဘီရင်ကြီးတူတန်ခမန်ရဲ့တင်ချိုင်းကူမှာဆိုရင်သူ့စီမှာထည့်သွင်းထားတဲ့ရွှေတွေရဲ့ယင်းနေ့ကာလပေါက်ဈေးတန်ဖိုးကဒေါ်လာတစ်သန်းလောက်အထိတောင်မှရှိနေနိုင်ပါတယ်။1992ခုနှစ်မှာ US Congress ကရွှေရဲ့ဈေးကို အမေရိကန်ဒေါ်လာနဲ့သတ်မှတ်တဲ့ဥပဒေကိုတည်ပြုခဲ့ပါတယ်1999ခုနှစ်မှာဆိုရင်ခွန်နရီလိုအမိရတဲ့လူတို့ကသူ့ရဲ့ကိုပိုင်မိသားစုပန်းချံမှာ18ပေါင်၄ချိန်ရှိတဲ့ရွှေတိုးကြီးတတော်တွေ့ရှိခဲ့ပါတယ် ဒီရွှေတုံးကြီးကဒီနေ့ကာလပေါက်ဈေးနဲ့ဆိုရင် American Dollar 3,3600လောက်ထိတော့မှတန်ဖိုးရှိနေပါတယ်1849ခုနှစ်မှာရွှေရှားဖို့ဆိုပြီးလူပေါင်းတောင်းချီ San Francisco ကိုရောက်လာကြပါတယ်အဓိကဆောက်လို့ရင်းနေချင်တဲ့ရွှေတူးဖော်ရေးမိုင်းတွင်းတွေကိုအစင်ဆက်လုတ်ကင်ဆောင်ရွက်ခဲ့ကြပါတယ်ရွှေကိုဈေးပြင်းကြောင်းဘီသူကနဲ့ Electronic အစိပ်ပိုင်းတွေမှာပါအသုံးပြုလာကြပါတယ်အာဂါသာတွေကိုတွားရောက်ကြတဲ့အာဂါသာရေမှုတွေရဲ့မျက်နှာပုံးတွေမှာတော့နေရပူချင်းအန်ဒီကိုကာကွယ်နိုင်ဖို့ဆိုရင် ရွှေတွေကိုထည့်သွင်းကပ်ထားတာ၄ထိပြည့်လုံလာကြပါတယ်။ကဘာမီပေါ်မှာရွှေတန်ကြီးပေါင်း3,900လောက်အထိကိုရှိပါတယ်။ဒါတွေကိုပဲနေရာတွေမှာအသုံးပြုမလဲဆိုပြီးတွေးကြည့်မိမယ်ဆိုရင်တဝက်လောက်ကတော့လက်ဝဲရတနာဖြစ်နေရောက်ရှိသွားနိုင်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကပိုကလီကယင်းနှိမ့်မြုံနယ်မှုတွေစီကိုရောက်သွားနိုင်ပါတယ်။ဘိုးဘန်ဒီမှာလည်းရွှေတွေကိုထိမ့်သိမ်းထားတာတွေရှိပါတယ်။ကြံကဲတဲ့14ရာခိုင်နှုန်းလောက်ကတော့ ဒီမြောက်ပိုင်းဆိုင်ရာနဲ့တောဘက်ဆိုင်ရာတွေစီကိုရောက်သွားနိုင်မယ်လို့ယူဆရပါတယ်။ရွှေကားကုဆိုရင်ရှာပွေးရတာဒီပြည်ပြည်နဲ့ခက်ခဲလာပါတယ်။ရွှေတိုက်တဲ့တွေထပ်မံတွေ့ရှိရဖို့ဆိုတော့တော်တော်လေးကိုခက်ခဲတဲ့အနေအထားကိုရောက်ရှိလာပါတယ်။ဘူမိပေတာပညာရှင်တွေရဲ့အဆိုအရတော့ကမ္ဘာပေါ်ရွာမှာ ရွှေတန်ကြီးပေါင်း9500လောက်သာကျန်ရှိတော့တယ်လို့ဆိုပါတယ်။ဒါကြောင့်လက်ရှိအနေအထားတိုင်းတူဖို့ရေးကုမ္ပဏီအများပြားနဲ့ရွှေကိုဆက်လက်တူဖို့နေမယ်ဆိုရင်လာမယ့်နှစ်20လောက်တုန်းမှာရွှေအားလုံးကုန်ဆုံးသွားနိုင်ပါတယ်။နောက်ပြီးတော့ရွှေတူဖို့ဖို့မလွယ်ကူတော့တဲ့ပြင်တူဖို့ရေးကုန်ကျစရိတ်တွေတိုးတက်များပြားလာခြင်းကြောင့်ရွှေရဲ့ဈေးနှုန်းကိုရိုက်ခတ်လာမှုတွေရှိပါတယ်။ဒီရဲ့ချက်တွေကြောင့်ရွှေဟာတန်ဖိုးကြီးဆုံးတွင်းထွက်ပစ္စည်းတစ်ခုဖြစ်နေရတာပါ။ရှေ့လျှောက်လေဈေးနှုန်းပိုင်းမှာဆက်ပြီးတော့ပိုတက်လာဖို့ပဲရှိပါတယ်။ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။